အမေဇုန်တောရရရွာတိကြမှာစတုံးနဲ့အရွယ်တာရှိတဲ့အင်ဘိုးဆိုတဲ့မိန်းကလေးကတောလိုက်မှုဆိုဖြစ်ရှင်နေခဲ့တာပါ။သူကမိမမတယောက်ဖြစ်တာကြောင့်ရွာလူကြီးကမွေးစားထားတာပဲဖြစ်တယ်။ရွာလူကြီးရဲ့တမိဇုံမင်းနဲ့အင်ဘိုးတို့ကညီမအရင်လုံနေထိုင်ခဲ့ပါလေ။အင်ဘိုးကတော့တရိတ်ဆန်နဲ့ဖမ်းဖို့တဲ့ထောင်ချောက်ဆင်ထားတဲ့နေရာကိုသူကိုယ်တိုင်ကနေမိသွားတဲ့ကြောင့်တစ်ပင်မှာချိန်ဆွဲခံရရပါလေ။အဲ့လိုချိန်ဆွဲခံရခြင်းမှာသူတို့ရွာသားတယောက်ကကူညီပေးလို့ရတဲ့တန်းနဲ့မကူညီပေးခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ကိုကကိုကိုတို့ကဓာတ်ချောင်းနဲ့ထားခဲ့ပြီးလက်ပြန်သွားပါလေ။ဒါအောင်လမ်းယူခြင်းမှာဓာတ်နဲ့အလန်းဝိတာကြောင့်မယူနိုင်ဖြစ်နေခြင်းမှာဝိညာဉ်လမ်းပြလို့သူတို့ကိုသူတို့ပြောဆိုခဲ့ ဲ့ပြီးကုညပေးရမှာလားလို့မေးရပါတယ်။ငါမှမင်းတို့မသိတာလို့ပြောတော့ငါကဒီလိုပါငါကဝါကပါဆိုပြီးသူတို့ကသူတို့မိတ်ဆက်ခဲ့ပါတယ်။ဇူမီကဒီနေ့ညရဲ့ရွာအုပ်ချုပ်သူကိုဆက်ခံရမှာဖြစ်တာကြောင့်အင်ဘိုတယောက်သူတို့ကုညတာကိုလက်ခံခဲ့ပါတယ်။တဖက်မှာတော့ဇူမီကအင်ဘိုတယောက်မတွေ့ရကြောင်စိတ်မကောင်းဖြစ်လို့နေခဲ့ပြီးဘာမှစိတ်မပူပါနဲ့။သူအချိန်မီရောက်လာမှာပါလို့သူ့မိဘနှစ်ပါးပြောဆိုခဲ့ပါတယ်။ညရောက်တဲ့အချိန်မှာတော့ရွာသူရွာသားတွေရဲ့အချိန်မှာတမိဖြစ်သူဇူမီကိုရွာရဲ့အုပ်ချုပ်သူကိုလွဲပြောင်းပေးခဲ့ပါတယ်။အဲ့အချိန်မှာအင်ဘိုကအချိန်မီရောက်လာရဲ့ပြီး ဇွန်မီမင်းကရွာရဲ့အုပ်ချုပ်တွေဖြစ်သွားပြီဆိုတော့လက်ဆောင်ပါတယ်အဲ့ဒါကတော့အရင်ကစီစဉ်ထားတဲ့အကြောင်းမဟုတ်တော့ဘူးဘာပဲဖြစ်ဖြစ်အခုငါပေးတဲ့လက်ဆောင်ကဝိညာဉ်လက်ပြဖြစ်တယ်လို့ပြောတာခေါ်ခဲ့ပါတယ်ဒါပေမဲ့ခေါ်လိုက်တဲ့ချိန်မှာရောက်မလာတာကြောင့်အကြိမ်ကြိမ်ခေါ်တဲ့နောက်မှလည်းရွာသားတွေကအထိတ်ပဲရှိဘူးနောက်တယ်ထင်တာကြောင့်လောင်ရွေခဲ့ကြပါတယ်အင်မိုတယောက်ရှက်ရှက်နဲ့ထွက်ပြေးခဲ့ပြီးတိပိစင်လာခဲ့ပါတယ်အဲ့နောက်မှတော့ဝိညာဉ်လက်ပြတွေကရောက်လို့လာပြီးမင်းတို့ကိုခေါ်တာဘာကိစ္စကြောင့်မလာတာလဲမေးတော့ငါတို့ကလည်းကြေးရှင်ကြီးဖြစ်နေလို့ရောက်မလာနိုင်တာပါဘာလို့ကြေးရှင်ကြီးလဲမင်းတို့ကမတည်မျိုးတွေမဟုတ်ဘူးလားဟာ ဘယ်ရလားငါတို့ကလည်းရော်ကူလာနဲ့တွေ့ရင်မတင်မျိုးဆိုတာမရှိဘူးလို့ပြောပြခဲ့ပြီးတုံးမိတ်စာလားနေပေါ့ရော်ကူလူနာပြတခြားဘရုရှီအိုးမှာလဲကဲအဲ့ဒါလေးထားပါငါတို့ကမျောလင်းချက်ရှိတယ်ဘာများတော့အဲ့ဒါကတော့ရော်ကူလူနာနဲ့ခြေစာကနေထော်လာလွတ်မြောက်နိုင်မယ်မျောလင်းချက်ပဲတုံးနဲ့ကြီးတယ်မှာမြစ်တစ်ခုရှိတယ်အဲ့ဒီမြစ်ကမင်းတို့ရွာရဲ့ခြေစာကိုဖြေပေးလိမ့်မယ်ငါတို့အဲ့ဒီမြစ်ရှိတဲ့ညာကိုမတိပေးမယ်မြစ်ဘယ်မှာရှိလဲဆိုတာသိနိုင်တဲ့သူကရှိတယ်အဲ့ဒီလူကကဘာကြီးကိုထန်ထားတဲ့မော်ဒယ်လူမမပဲဖြစ်တယ်ငါမော်ဒယ်လူမမကိုတီးတယ်ဘာလဲသူလက်တကယ်ရှိရဲ့လို့ပြောချင်တာလား အင်ကိုရောက်တဲ့ခါမှာတော့ဇူမီကရွာကိုထွက်ပြီးရွာရဲ့ကျင်းစာတွေကိုဖြည့်ပေးမိမိရှိတယ်။အဲ့ဒီမိရှိတဲ့နေရာကိုဝိညာဉ်လမ်းပြတွေကလိုက်ဖို့ပြေးနိုင်တယ်လို့ပြောတဲ့ခါမှာတော့ဘာလာပြန်ပြီလားဝိညာဉ်လမ်းပြဒီနေရာမှာနေတော်လိုက်တော့ မင်းနဲ့မတော်ရဘူးဆိုပြီးတော့အုတ်ချုပ်သူအနေဖြင့်အင်ဘိုကိုအမေပေးလိုက်ပါတယ်။ဇူမီမရတော့အင်ဘိုကိုဒီချိန်ရောက်နေပြီဆိုမှတော့မင်းအမေအကြောင်းကိုပြောရတာမှာပေါ့လို့ပြောဆိုခဲ့ပါတယ်။အိမ်မထဲမှာမင်းရှိတဲ့နေရာကိုအတင်းကြပြောကအဲ့နေရာကမင်းအယောင်ကိုတဘောချတဲ့နေရာဖြစ်တယ်လို့ပြောခဲ့ပြီးသူ့အမေအကြောင်းကိုပြောပြခဲ့ပါတယ်။တချို့တဝက်ဝတာပြောပြလို့နေခဲ့ပြီးညံ့နေနေပြီဖြစ်တာကြောင့်အိမ်ခန့်ခဲ့ပြီးမင်းနဲ့မှဆက်ပြောချမယ်လို့ပြောဆိုခဲ့ပါတယ်။မင်းနဲ့ရောက်တဲ့ခါမှာတော့အင်ဘိုကသူ့အမေအကြောင်းတည်ကျင်နေကြောင်းစွစွထိုင်းခဲ့ပြီးဇူမီကိုတွားခေါ်ခဲ့ပါတယ်။ရောက်တဲ့ခါမှာတော့ဇူမီအမေကိုနှိုးခဲ့ပြီးတော်တော်မှမလုပ်တာကြောင့်ကန်ကြည့်ချိန်မှာတေလို့နေခဲ့ပါတယ်။ အဲ့ချိန်မှာရွာသားကရောက်လာပြီးကြည့်လို့နေခဲ့ပါတယ်မင်းရဲ့ကျင်စာကြောက်ခဲ့တာမင်းနဲ့မင်းဝိညာဉ်တွေတက်တာလို့ပြောတော့ငင်းခဲ့ပါတယ်ငင်းတဲ့ချိန်မှာဇူမီကိုကြည့်ကအကူကြီးတောင်းတော့တခြားမှာမတုတ်ပြန်တဲ့ကြောင့်ဒီမိုတရားထွက်ပြေးသွားခဲ့ပါတယ်သူကအပြစ်လုပ်ထားတဲ့ကြောင့်ထွက်ပြေးသွားတာလို့ပြောတော့တဖက်လူကိုမတိပဲမပြောဖို့ဇူမီကပြောဆိုခဲ့ပါတယ်အဲနောက်မှာတော့သူတို့မြောက်ကစကားများလို့နေခဲ့ပြီးရွာသားကအင်မိုကိုလိုက်တက်မယ်ဆိုတော့ဇူမီကတားရဲပါတယ်ခေါဆောင်ပြတဲ့ဇူမီပြောတာကိုတောင်းနားမထောင်ပဲရင်းမဲ့တချို့ကိုခေါ်ကဖမ်းမယ်လို့ပြောကထွက်သွားရဲပါတယ်အင်မိုတယောက်တော့တဲမှာကြာပြီးဖြစ်တဲ့ကြောင့်ပိုက်စာလို့နေခဲ့ပြီး အတိတ်လုံးတွေ့တော့သွားခူးခဲ့ပါတယ်ခူးတဲ့အချိန်မှာလင်းတို့တွေကရှိနေကြတော့မြန်စားဖို့ပြောတော့လင်းတို့တွေကသူ့ကိုကိုက်ချီသွားရပါတယ်အဲ့အချိန်မှာဝင်းညစ်လန်တရတွေကရောက်လာပြီးအသက်ဘေးမှာကယ်လိုက်ပါတယ်တစ်ဖက်မှာတော့ဇူမီကအဖေဖြစ်သူကိုအင်ဗိုအင်ဝါထွက်သွားပြီးပြောတဲ့အချိန်မှာတော့အချိန်တက်ပြလာမှာဘာလို့အဖေဖြစ်သူကပြောဆိုခဲ့ပါတယ်မဟုတ်ဘူးအဖေသူ့ဘယ်တော့မှပြလာမှာမဟုတ်တော့ဘူးသူ့နောက်ကိုလည်းရွာသားကလိုက်တက်နေတယ်ဟာသူ့ကိုမတားဘူးလားတားတယ်ဒါပေမဲ့သူကအမိတ်ကိုဖိဆန်တယ်ပြီးတော့သူ့ရဲ့စစ်ကြောတွေကသမီးစကားနားထောင်မှမဟုတ်ကြောင်းထပ်ပြောရရတယ်တမီးအုပ်ချုပ်လို့ဖြစ်နေပြီလေ အားလုံးကတမိစကားနားထောင်ရမယ်လေကဲကဲသွားစစ်တီနေရောက်ခေါ်ပြီးသွားရှာခိုင်းရပါတယ်တဖက်မှာတော့အင်ဘောကဝိညာဉ်လမ်းပြတွေနဲ့ရှောက်တွန်းနေတနေရရမှာရက်လိုက်ကကြောင်ကြည်ချင်းမှာမိခိုးတွေဦးနေတာကိုတွေ့လိုက်ရပါတယ်အင်ဘွားထွားကြည့်မယ်လို့တော့တားခဲ့ပေမဲ့မရတာကြောင့်လွတ်ပေးလိုက်ရပါတယ်။အနည်းငယ်တွားကြည့်ချိန်မှာတော့ဆက်ရန်နေရတဲ့မြေတူးနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ချိန်မှာဒုတိယကခရင်းနဲ့ကြည့်ချိန်မှာဝိညာဉ်လမ်းပြကတွန်းထုတ်လိုက်ပါတယ်။အဲနောက်မှာတော့နတ်ဆူကလိုက်တာကြောင့်ပြေးနေခြေသေးကြလို့တွားပြီးတစ်ဖက်ကွမ်းကိုကူးခဲ့ပါတယ်။ ကန်ကူပြီးတဲ့အချိန်မှာတော့လက်မလာတာကြောင့်ဒီကောင်ရေကြောက်တာချင်းတယ်လို့ပြောဆိုခဲ့ပါတယ်။ဟဲနောက်မှာတော့အိမ်ဘောကရှေ့ကိုခီးဆက်မယ်လို့တော့ဝိညာဉ်လမ်းပြတွေကမလိုက်တော့ကြောင်းနဲ့အကယ်၍မင်းလိုတဲ့ခါကျရင် ရောက်လာမယ်လို့ပြောကအိမ်ဘောတယောက်ရှေ့ကိုခီးဆက်ခဲ့ပါတယ်။အိမ်ဘောနောက်ကိုရွာသားကလိုက်ခဲ့ပြီးတွေ့တဲ့ခါမှာတော့လိုက်တတ်တာပေါ့။တတဲ့အချိန်မှာရော့တဲ့ရဲ့တူတူညောင်မထင်ထားတဲ့အန်ဒီဇိုးကကြုံလိုက်ရပါတယ်။ အဲ့ဒီမှာသူတို့ညောက်ကစီစီလုံးလုံးနဲ့ဖျက်ကြွားမယ်ဖြစ်ပေမဲ့အင်ဘွားတော့လက်မခံပဲတပကန်းကိုကူးတဲ့ခါမှာတော့ကိုယ်အဲ့နေတဲ့မိရောက်ကိုရောက်လို့တွားရပါတယ်။ရောက်တွားတဲ့ခါမှာတော့တင်းငယ်လေးလေးကိုတွေ့လို့တွားရပါတယ်။အဲနောက်မှာတော့လိတ်ကအပတ်တစ်ခုတည်းဝင်သွားတာကြောင့်လိုက်ကြည့်ချင်းမှာတော့အပြာရောင်ရေတကုန်ကြီးနဲ့တာယာလက်ပါတဲ့ရှူကင်းကိုတွေ့လိုက်ရတာကြောင့်အန်အော်လို့နေခဲ့ပါတယ်။ကြည်နေတဲ့ကြောက်ဆန်တစ်ခုလောက်လာခဲ့ပြီးကြီးမားတဲ့လိတ်ကထွက်လာခဲ့ပါတယ်။အဲနောက်မှာတော့အင်ဘွားမော်ဒယ်လိုမမားလို့ခေါ်ခဲ့ပြီးမင်းဟာမင်းအမေရုံးနဲ့ဆင်တယ်လို့ပြောတော့အားလုံးကဘာလို့အမေကိုကြည့်ကြပြီးကျမကဘာကြောင့်တစ်ခုမှမကြည့်ရတာလဲလို့မေးခဲ့ပါတယ်။ ်မင်းအမေနေတဲ့တပင်ကမြင့်မြတ်တယ်မြင့်ဟာအမောင်မိုက်ဆိုးနှလုံးသားအောင်တောင်းလဲစေတယ်ဒီတော့သူ့ကိုမြင့်မြတ်တဲ့ဓာတ်နဲ့ဖျက်ရတယ်ဘလတ်ကြောင့်နဲ့လှုပ်ထားကြတာပေါ့ဘလတ်စီကိုတွားရမှာလားမတွားရဘူးလက်ကသူ့ဘော်တခိုင်ခဲ့ပြီးခုမြင်နေရတဲ့မိတော်ဝါရှိတယ်အဲ့မှာပင်လေဟိုးဆိုတဲ့ဆလော့ကောင်လေးကိုရှာပြီးတော့သူ့နဲ့စကားပြောရင်တည်းဒါသာသူ့ကဒေါ်လာကြီးတယ်သူ့စီသွားမယ်ဆိုချိုတာတစ်ခုခုယူဆောင်သွားခန်းခဲ့ပါတယ်အဲ့နောက်မှာတော့ဘေဝါခေးဆက်ခဲ့ပြီးအေးပြော်လို့နေခဲ့ပြီးမနေ့မှာတော့ဝင်းညစ်လမ်းပြတွေကရောက်လို့လာရပါတယ်မင်းပင်လေဟိုးတွားရမှာတည်တယ် သူစီသွားကိုချိုးတာတခုခုလိုတယ်အဲ့ဒီအတွက်စိတ်မပူပါနဲ့တစ်ပင်ချိုးချိုးရှိတယ်လို့ပြောတော့အင်ဘိုကအနေငယ်ယူဖို့လုတ်ခဲ့ပေမဲ့ပင်လည်းဟိုကအကောင်ကြီးတာကြောင့်သပင်လုံးယူမှဖြစ်တယ်လို့ပြောပြခဲ့ပြီးအပင်ကိုနှုတ်လဲပါတယ်နှုတ်ပြီးနောက်မှာတော့တဲရအစင်ပြိုးတဲ့လဲလို့ကတုံးရတာတောင်ပေါ်တွန်းတက်ခဲ့ပါတယ်တောင်ကမဆောက်လို့နာကြောင့်အရင်ကလည်းကိုခန့်လို့နေခဲ့ပြီးဆက်မတွန်းနိုင်တော့ပဲနောက်ကိုပြတ်ပါသွားခဲ့ပါတယ်မလင်းမနှာခါမောဖြစ်လို့နေခဲ့ပြီးမလျှော်တော့ဇွဲနဲ့တောင်ပေါ်ဆက်ပြီးတွန်းနေကြရတောင်ပေါ်ရောက်လို့တွားခဲ့ပါတယ်အင်ဘိုနောက်ကနေအကောင်ကြီးကရောက်လို့လာပြီးဘာကိစ္စကြောင့်ရောက်နေတာလဲမေးတော့မူတဲလို့မမလွတ်လိုက်တာ ပြီးတော့လကြောက်လာယူတာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်အစပိုင်းမှာတော့လကြောက်ကိုမပေးခြင်းလို့ဖြစ်နေခဲ့ပြီးအပင်ကျပါတယ်လို့ပြောတော့အချို့မစားရတာကြာပြီးဖြစ်တာကြောင့်လကြောက်နဲ့အလဲလဲလုတ်ခဲ့ပါတယ်လကြောက်ကိုပေးခဲ့လိုက်ပြီးလကြောက်တာလုံးကြီးကိုမြင့်ကြည့်တဲ့ခါမှာတော့တခါလဲလုတ်ပေးလိုက်ပါတယ်အဲနောက်မှာတော့မိတော်ကချော်ရီတွေကထွက်ကြလို့လာခဲ့ပြီးအချိန်မီမထွက်ရင်ဒီမှာဖြစ်တာကြောင့်အကောင်ရွေးစီရနေရက်တောင်ငားရပါတယ်လွယ်လိုက်တော့ပေးပြီးမယ်ငါတို့ဘာပြန်ရမှာလဲလို့မိတော့အချိုးပင်ဆေးပင်ကိုနောက်တစ်ခါယူလာမယ်လို့ပြောတော့ပြီးခဲ့လိုက်ပါတယ် တော့လုံးရက်တောင်နေစင်တခါတဲ့အလေးဆိုင်ရတော့မှဖြစ်လာကြအောင်အင်ဘိုနဲ့အသေးလေးဦးဒါလွတ်ချလိုက်ပြီးအကောင်ကြီးကတော့သူတို့ယူလာတဲ့လင်းနဲ့ရှော့စင်းခဲ့ပေမဲ့ပြန်မကောင်းလာတဲ့စင်းနဲ့လင်းကရှော်သွားတာကြောင့်မင်းတော်ပေါ့ဝါမှာပေးတို့တွားရပါတယ်အငွက်ကြံတာကြောင့်ပြန်ဆွတ်လာခဲ့ပြီးအောက်ကိုတခါတဲ့ကြာတော့ရပါတယ်အင်ဘိုကတော့လက်ကြောက်သားရပြီးဖြစ်တာကြောင့်လွတ်စားကျင်နေတာကြောင့်ရွာကိုပြန်ခဲ့ပါတယ် ဇူမီကအင်ဘိုဘိုလက်ရှာရင်းနဲ့ရွာသားနဲ့တခြားတယောက်ကိုတွေ့ရပါတယ်။ငါ့ဆင်းပင်ကရှင်ပါ။ဒီမှာတိဥတိရွတ်တင်လာရှာတာ။မင်းတို့ရွာမှာကျေစံမိတယ်ဆိုရွာသားပြောလို့တည်ရတယ်။ငါဖြည့်ရှင်းပေးနိုင်တယ်။တခုပဲ။ငါဖြည့်ရှင်းပြီးရင်ရွှေရှိတဲ့ညာကိုပြခိုင်းလို့ရတယ်။ခမရတာကျင်စာပြရလို့ပေးမယ်ဆိုရွှေရှိတဲ့ညာကိုပြောမယ်လို့သဘောတူခဲ့ကြပြီးသူတို့ရွာကိုခေါ်ခဲ့ပါတယ်။အင်ဘိုကလည်းရွာကိုရောက်လို့လာပြီးအဖေကျမကြီးနေကောင်းနေပြီ။နှက်ဆရာတယောက်ကြောင့်ပြန်နေကောင်းနေပြီလို့ပြောတော့ဇူမီကအင်ဘိုကသူကနှဆိုးဖြစ်ပြီးမယုံဘူးပြောတော့ဇူမီကမဟုတ်တန်တရားတွေမပြောနဲ့။သူကငှအဖေကိုကဲတယ်လူကောင်းလို့ပြောခဲ့ပါတယ်။ ဇူမီကအင်ဘိုပြောတာကိုလက်မခံတာကြောင့်အင်ဘိုတယောက်အင်ကနေထွက်သွားရပါတယ်ယော်ဒါကနတ်ဆရာနဲ့ရောက်လာပြီလက်ကြည့်ချိန်မှာတော့မင်းဟာရကူလူနာပဲဟုတ်တယ်ငါကရကူလူနာပဲပြောဆိုပြီးဟောက်ပြလိုက်တော့ကြောက်ကြောက်နဲ့အင်ဘိုရှိအောင်ပြေးခဲ့ပြီးလူပြူကနတ်ဆိုးဖြစ်တယ်လို့ပြောပြခဲ့ပါတယ်အချိန်မနှောင်းရင်အင်ဘိုကသူ့အမေရှိတဲ့အပင်ကိုလက်ကြောက်တားနဲ့ထိုးလိုက်ပြီးခေါ်ခဲ့ပါတယ်မကြခင်မှာတော့သူ့အမေကပေါ်လူလာရပြီးတခါမှမမြင်ဘူးတာကြောင့်တာမင်းကြီးတော့တယောက်တယောက်ဖက်ကငိုနေခဲ့ကြပါတယ် တဖက်မှာတော့နတ်ဆိုးကရွှေရှိတဲ့နေရာကိုပြပြခိုင်းရပြီးဇူမီဖေကတော့မပေးနိုင်ကြောင်းပြောတော့ဆိုးတက်နဲ့ပြူစားလိုက်တာကြောင့်မျက်စံပြူလို့တွားကနေရောက်တာပြူစားခံလိုက်ရပါတယ်ပြူစားခံနိုင်ရတယ်တဖက်ကရွာသားတွေရှိသူကရွာရဲ့တင်စားတွေကိုဖျက်ပေးတာကြောင့်ကျေးဇူးတင်တဲ့အနေနဲ့ရွှေတွေကိုစိတ်ကြိုက်တူးခန်းခဲ့ပါတယ် နတ်ဆိုးရဲ့လူတွေကမကြောင်ရင်ဆယ်ရန်လျားတွေနဲ့အတူရောက်လာမှာဖြစ်ပြီးစက်တီတူဖို့ကြမှာပဲဖြစ်တယ်လို့ထပ်မံပြောဆိုခဲ့ပါတယ်။အချိန်အင်ဘူအမီကရောက်လာပြီးနတ်ဆိုးနဲ့တူနဲ့ပတ်သက်တဲ့အမှန်တရားကိုပြောပြလိုလာခဲ့ပြီးအချိန်ချင်းကမင်းဟာတော်တဲ့တနေရာမှာအတက်လူနေစီမှာငါရွာကိုခေါ်လာခဲ့ပြီးပြုစုပေးခဲ့တာအချိန်ကြာလာတဲ့နေ့အမြတရားကိုတရားချွတ်ကျွမ်းဝင်ခဲ့ကြပြီးမြို့နဲ့မတူတာကြောင့်ရွာပြင်နေထုတ်ခံလိုက်ရပါတယ်။အချင်းကားစားပြီးမင်းပြောက်တော့တာပဲခုမှပေါ်လာတော့တာပဲအဲ့ဒါတွေသာပါအင်ဘိုးဆိုတဲ့ကလေးမကမင်းရဲ့ကလေးဖြစ်တယ်လို့ပြောပြခဲ့ပါတယ် ငါကရကူရူနာပဲဖြစ်တယ်ငါ့ကိုဘလူးမတားဆီးလို့ရမှာဟုတ်ကြောင်ပြောဆိုခဲ့ပြီးမင်းကိုဘလူးမတားမှာဟုတ်ဘူးဒါပေမဲ့မင်းကိုတားနိုင်မဲ့သူတယောက်တည်းရှိတယ်သူကတော့အေဘဝဲဖြစ်တယ်အဲနော်နတ်ဆိုးကဇွန်မီကိုခေါ်လို့တားပြီးအင်မူတို့ကနောက်ကလိုက်ခဲ့ပါတယ်ရွာသားကသူ့အဖေမှာခနစ်နေတယ်နတ်ဆိုးကိုမင်းကိုယ်တိုင်ဖြည့်ရှင်းမရမယ်လို့ပြောတော့အင်မူတယောက်အဖေဖြစ်သူကိုမပြည့်ရတာကြောင့်မင်းမလုပ်နိုင်ငါလုပ်မယ်သူ့ရဲ့လေးကိုတောင်းခဲ့ပြီးအကောင်ကြီးကဒီကိစ္စကိုမင်းဖြည့်ရှင်းမရမယ်လို့ပြောသူတို့တွေကတော့အရင်သွားတားခက်ကြပါတယ် အင်မိုတယောက်ကရွေးချယ်စရာမရှိတာကြောင့်ပြစ်လိုက်ရပါတယ်အဲနောက်မှာတော့အလုံးကအရင်တိုင်းပဲဖြစ်သွားပြီမဖြစ်ဖြစ်သူကလည်းမူလာတိုင်းပဲဖြစ်သွားပါတယ်တာဖတ်တုံးယောက်ကတခါမှမဆုံးဘူးတာကြောင့်ဝမ်းနဲ့နေခဲ့ကြပါတယ်အဲ့ချိန်မှာရွာသားကမင်းတို့လာခွင့်ပြုမယ်ဆိုအင်မိုကိုတမိချင်းလို့ဆောက်ရှောက်မယ်လို့ပြောဆိုခဲ့ပြီးဒီမှာဆိတ်ချမယ်လို့ပြောဆိုခဲ့ပါတယ်အဲနောက်မှာတော့တမိတာဖတ်တုံးယောက်ကခွဲခွာလို့တောင်းခဲ့ကြပါတယ်အဲနောက်မှာတော့အင်မိုတို့ကပြောလို့နေခဲ့ကြပြီးမင်းနေခဲ့ပဲငါတို့ရွာနဲ့ငါတို့ကိုကဲလိုက်တာပဲအမေဆုံးတောထဲမှာငါတို့ဆရာရှိတာကျန်သေးတယ် ။ဘာပဲလို့လို့ဝိညာဉ်လမ်းပြတင်နေဆိုလွဲပါတယ်လို့ပြောရင်းဆိုရင်ဇလန်းလေးကဒီနေရာမှာနေပြီးဆုံးကောင်းရပါလေ။